အမေရဲ့အဲ့ဒီအခုနဲ့အဖူသားမလုံးနေရဗျကျွန်တော်မရရနဲ့ပြစ်လဲတယ်ခေါင်းထူလို့မရအောင်အစားစားရင်ကျွန်တော်ပက်လက်စားရတယ်ဆံဝင်နေအဆူရယ်ဦးလေးနဲ့ဦးလေးအစားစားရင်ပက်လက်မစားရပါဘူးဒါပေမဲ့ကျွန်တော်ကခေါင်းမမထူနိုင်တာလေအဲ့တော့ကျွန်တော်ကခေါင်းထူနိုင်မှုအတွက်ဘလို့မှစူးစမ်းလို့မရအောင်ဒိုက်တာနဲ့ဒိုက်တာပြစ်ဒိုက်တာယောဂါအုံအောင်နဲ့လဲဆိုင်အောင်ကျော်နဲ့လဲဆိုင်နေ ဲ့လိုပြောပြီးနောက်နေ့မှာပဲကျွန်တော်ဆိုင်မဆေးရုံကဆရာဝန်တွေကကျွန်တော်ကိုကြွက်သေးဘူးယောဂလို့ပြောပါတယ်ကြွက်သေးဘူးယောဂဆိုကျွန်တော်နားမလည်ခဲ့ဘူးနောက်ဒီဟာလေးကိုကြည့်နေတဲ့လူတွေလည်းသိအောင်လို့ပေါ့ကျွန်တော်ပြောပြတာပါကြွက်သေးဘူးဆိုတာကြွက်ကနေပြီးတော့ကိုစားမဲ့အစားအစာကိုတေးပန်သွားတဲ့အခါတော့လည်းကိုဝိမဲ့ဝိစားကိုကြွက်ကတေးပန်သွားရင်တော့လည်းအဲယောဂကူးဆက်နိုင်ပါတယ်ကိုတော့ဆိုရင်တော့ပလီယောဂလို့ခေါ်တာပေါ့ ျွန်တော်ပြီးခဲ့တဲ့ဆယ်လပိုင်းလောက်ကတော့တော်တော်လေးရှင်းလပိုင်းဆယ်လပိုင်းဒီမှာတော့ကျမိုက်တော်တော်မကောင်းနေပါဘူးအဲအခုနောက်ပိုင်းပေါ့နော်ကျွန်တော် bright ကျွန်တော်ဟိုပေါ့ bright တဲ့နေကိုတည်းလုတ်ခဲ့ပါလေဆရာထူးကန်ကျော်စီမာတို့ဆရာဦးကျော်ရင်ကျော်စီမာတို့ကျွန်တော်လုတ်ခဲ့တယ်အခုနောက်ပိုင်းတော့ကျွန်တော်ကဘာလုတ်လဲဆိုတော့မျက်စိနဲ့ပတ်သက်တာပေါ့နော်ဒါကြုံလုံးလေးပေါ့နော်မျက်စိနဲ့မျက်စိဝေဒနာခံစားနေရတဲ့လူတွေကုကျင်တယ်ခွဲကျင်တယ် အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ကျွန်တော်ပရိုက်တာကျွန်တော်ဆိုပရိုက်တာခေါင်းတော့မဟုတ်ပါဘူးကျွန်တော်ကူညီပေးနေပါတယ်ဒါပေမဲ့ကျွန်တော်တော့မှလည်းအလူရှင်တွေရှိလို့ကျွန်တော်ကူညီပေးနိုင်တာပါအဲ့တော့မျက်စိခွဲခြင်းတဲ့လူတွေအဲမျက်စိပြခြင်းတဲ့လူတွေပေါ့နော်ကျွန်တော်တို့တောင်းတကုံ88ကခွင့်ချောင်းပါပါအဲ့လားလေးဒါကြုံလုံးပြောတာပေါ့နော်အဲတကယ်လို့မျက်စိဝေဒနာတွေပြခြင်းလို့ဆိုတော့ကျွန်တော်ကူညီပေးနိုင်ပါတယ်လို့ကျွန်တော်ဖုန်းနံပါတ်လေးတွေဖုန်းဆက်ပြီးတော့နှမ်းပြီးတော့အကြောင်းကြားလို့ရပါတယ်ဟုတ်ပါခင်ဗျအခန်းကားတော့ဘာမှမတူနိုင်ဘူး ။ကောင်းမတူနိုင်တဲ့ပြင်ကိုကျွန်တော်မတက်ကိုမရနိုင်ဘူး။ကျွန်တော်မတက်ရတယ်ပြစ်လဲတယ်။ခေါင်းထူလို့မရအောင်အစားစားရင်ကျွန်တော်ပက်လက်စားရတယ်။ဆံဝင်နဲ့အဆူရယ်။ဦးလေးတဲ့ဦးလေးအစားစားရင်ပက်လက်မစားရပါဘူး။ဒါပေမဲ့ကျွန်တော်ကခေါင်းမမထူနိုင်တာလေ။အဲ့တော့ကျွန်တော်ကခေါင်းထူနိုင်မှုအတွက်ဘလို့မှစူးစမ်းလို့မရအောင်ကျွန်တော်တို့ဘလို့ခေါင်းလဲဆိုတော့တော့တော်ရိုက်ကန်စားပါလေ။ကျွန်တော်ကျွန်တော်ကန်စားခဲ့ရတာလေ။တော်ရိုက်ကန်စားဒီခေါင်းမထူနိုင်တဲ့ဟာကြီးက ဘလို့မှကျွန်တော်ကျွန်တော်စီးကျွေမြန်ကျွန်တော်စီးကျွေရှိတယ်စီးကျွေမြန်တက်လို့လားသွေးမြန်တို့လို့လားကြလို့လားဆိုတော့သွေးလည်းမတို့သွေးလည်းမကြောက်စီးကျွေလည်းမတက်ဘူးဒါပေမဲ့အဲ့အကြီးကသွေးပြူးဦးတွေများသွားတာဒီလိုလုံးသူကဒီကြွက်သေးနဲ့ပတ်သက်တဲ့အောင်စားမိတဲ့အတွက်ပေါ့နော်ဒီနှလုံးမှာသွေးပြူးတွေများတယ်အုံနောက်မှာသွေးပြူးတွေများတယ်ဒီအကြောက်ကတ်တို့အသေးတို့အဆုတ်တို့အစားအကုန်လုံးသွေးပြူးတွေပြန့်သွားတဲ့အတွက်အာကျွန်တော်အဲ့လိုဖြစ်လာတာဟုတ်ကဲ့ဘယ်တော့ကြာ ကျွန်တော်၃လကြာပါပဲအဲဟိုကျွန်တော်ကျွန်တော်ဖြစ်တဲ့ချိန်မှာတော့ကျွန်တော်ကတေလူမျိုးပဲဖြစ်သွားတာပါဟိုကျွန်တော်ရက်ွက်ထဲမှာရောကျွန်တော်နုမြလောကလူကြီးရောကျွန်တော်ဆရာကျော်ရင်ကျော်ဟာအစမရတော့ဘူးလို့ပဲတွေ့ထားတာပါအဲဒီနဲ့ဆရာရဲ့ဟိုဘယ်လိုခေါ်မလဲဆရာရဲ့ဟိုကျွန်တော်အသက်ကိုကယ်ပေးတာပေါ့နော်ဆရာဦးကျော်ရင်ကျော်လည်းအသက်ကိုကယ်ပေးတယ်ဆရာထူကန်ကျော်လည်းကယ်ပေးတယ်နောက်က အပြင်ဒီဆရာဝန်ဆရာမတွေပေါ့နော်သူတို့ကလည်းကူညီပေးတဲ့အတွက်ကျွန်တော်ကအသက်ပြန်ရှင်လာတာပေါ့တော့တေကံတေကံမရောက်သေးလို့ပေါ့နော်အဲ့တွေကျွန်တော်ကကျွန်တော်နေကောင်းတဲ့ချိန်မှာဆရာဒီကကျွန်တော်မေးပါတယ်။ကွန်မြင့်နဲ့ကုလူနေပြန်ကောင်းတော့ဘယ်လိုခံစားရလဲပြောတာပေါ့ဆရာရဲ့လို့ကျွန်တော်ကပရိုက်တာကြီးလှုပ်ရှင်တာလို့ကျွန်တော်မှမချမ်းသာပါဘူးလို့ဒါပေမဲ့ကျွန်တော်ကိုအားညာအားနဲ့ကျွန်တော်လှုပ်ရှင်တယ်လို့ဒါပေမဲ့ကျွန်တော်အဲ့ချိန်မှာ ကျွန်တော်ဘာလုပ်ရမယ်မသိပါဘူးမျက်စိဝေဒနာရှင်တွေကုပေးဖို့လဲကျွန်တော်ဆရာကြော်ရင်းကြော်ကျွန်တော်တိုင်ပင်ပါတယ်ဆရာလို့ကျွန်တော်အဲ့လိုလုပ်ချင်တယ်ဆရာရဲ့လို့ကောင်းလာပေါ်သူကဆရာကကျွန်တော်ဒိုက်တာလို့ခေါ်ပါတယ်ဒိုက်တာရဲ့ကောင်းလိုက်တာလုပ်ပါတဲ့ဆရာတော်ကကျွန်တော်တို့ရှိပါတယ်ဆိုပြီးတော့အဲ့ဒါနဲ့ကျွန်တော်တို့ကဒီမက်ဆေ့အတူလေးကိစ္စလေးကိုလုပ်ဖြစ်တာပါဟုတ်ပြတ်ခင်ကြုံခဲ့ပါတယ်ကျွန်တော်ဟိုဒီအင်္ဂလိပ်ဆရာဝန်တွေပေါ့နော်ကျွန်တော်ဟိုဆေးရုံနှခါတက်ကပါတယ်ဒါကကျွန်တော် ဟိုနေ့မှာဆံပြဆေးုံပေါ့အပြင်ကျွန်တော်တို့ဆေးုံကျွန်တော်ထူးခုဆေးကန်းနေမှာကျွန်တော်၅ခု၆ခုလောက်တက်ခဲ့တယ်ကျွန်တော်တို့တို့ကဘာယောဂါလို့မပြောခဲ့ဘူးဒါပေမဲ့တို့လိုအပ်တဲ့ဆေးဝါးတော့သွင်းပေးနေတယ်ဘာယောဂါဆိုတော့မပြောဘူးအဲနောက်ဆုံးကြတော့မှကျွန်တော်ကျွန်တော်ဆရာဆရာကျော်ရင်ကျော်ဦးကျော်ရင်ကျော်ပေါ့နော်သူကနေပြီးတော့သူ့ရဲ့ပညာပေါ့နော်ဒါတော့ကျွန်တော်တို့မသိတဲ့နေပညာတွေပေါ့ဒိုက်တာနဲ့ဒိုက်တာဒိုက်တာယောဂါ ဟိုအုံနောက်နဲ့လည်းဆိုင်နေအောင်ပြောနဲ့လည်းဆိုင်နေအဲ့လိုပြောပြီးနောက်နေမှာပဲကျွန်တော်ဆိုင်မဆေးရုံကဆံဝင်တွေကကျွန်တော်ကိုကြွက်သေးဘူးယောဂါလို့ပြောပါတယ်ကြွက်သေးဘူးယောဂါဆိုကျွန်တော်နားမလည်ခဲ့ဘူးဆရာရဲ့ကြွက်သေးဘူးယောဂါဆိုဘာအောင်လဲဆိုကြွက်သေးပန်းထားတဲ့အစားအစာကိုစားမိလို့ဖြစ်တာပါအဲ့ဒီကိုပြောခဲ့အဲ့တော့ကျွန်တော်ကဒါကတော့ဘုဒ္ဓဘာနောက်ဒီဟာလေးကိုကြည့်နေတဲ့လူတွေလည်းသိအောင်လို့ပေါ့ကျွန်တော်ပြောပြတာပါကြွက်သေးဘူးဆိုတာကြွက်ကနေပြီးတော့ ကိုစားမဲ့အစားအစာကိုတေးပန်းသွားတဲ့အခါတော့လည်းကောင်းကိုဝတ်မဲ့ဝတ်စားကိုကြွက်ကတေးပန်းသွားရင်တော့လည်းကောင်းအဲ့ယောဂကူးဆက်နိုင်ပါတယ်ကိုတော့ဆိုရင်တော့ပလီယောဂါလို့ခေါ်တာပေါ့ဒါကကျွန်တော်ကဘူးသရလေးဖြန့်ပြီးတာပါကျွန်တော်လည်းဒီခံစားခဲ့ရတယ်ကျွန်တော်ဆိုလုံးဝမထက်ဟိုပလက်ပလက်နေသားပဲနေရခေါင်းမထောင်နိုင်ဘူးဒါတွေကတော့ဟိုကျမ်းမာရေးအရကျွန်တော်ဘူးသရလေးပြန် share ပြီးတာပါအဲ့ဒါလေးကိုတီးပြီးတော့ကိုစားမဲ့အစားအစာလေးကိုဝတ်မဲ့ဝတ်စားလေးကိုစီးမဲ့ဖက်လက်ကလေးတွေမှာ အဲဒီလိုလေးရှိနေရင်ဖနက်မှာဖနက်ကဘာကြောင့်ဖြစ်လာလဲဆိုတော့ခြေထောက်မှာအနာရှိနေတယ်ဒါကြော့ကတေးပန်းသွားတယ်ကိုကမသိနိုင်ဘူးအဲ့တော့ကိုကစီးမိလိုက်လို့ရှိရင်လည်းယောဂဖြစ်တတ်ပါတယ်ကိုဝဲတဲ့ဝဲစားဘာကြောင့်ဖြစ်လဲဝဲတဲ့ဝဲစားလေးကျွန်တော်ချွေးဝဲစားလေးချွေးဆိုလို့ကျွန်တော်တန်းလေးမှာလှမ်းလိုက်မယ်အဲ့တော့ကြော့ကဖြတ်သွားရင်တေးပန်းသွားမယ်ကိုပြန်ဝဲတဲ့ခါမှာဖြစ်နိုင်ပါတယ်ခုနလိုအစားတော့ဆိုတာလေစားတဲ့တောက်တဲ့အခါမှာကိုကမသိနိုင်ဘူးအုပ်ဆောင်တော့အုပ်ထားရတယ်ဒါပေမဲ့ကြော့ကအဲ့အုပ်ဆောင်မတက်သွားရင်ကျွတ်တေးပန်းသွားရင်လည်းဖြစ်တတ်ပါတယ်လို့အဲ့ဒါလေး အားလုံးစင်ရင်ပြီးတော့တည်နိုင်အောင်လို့ကျွန်တော်ကဒါဖြန့်ဟိုမြတ်ဝမြတ်ဝပြီးကြပါဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ထင်တယ်အားလုံးတင်လဲဆိုတော့ကျွန်တော်ကကျွန်တော်သူများကိုအများကြီးကူညီခဲ့တယ်ဥမာပေါ့ဆရာအထူးကညဈေးကမှာဈေးလာကူးတဲ့လူတွေကိုကျွန်တော်ကူညီခဲ့တယ်ဟုတ်ပါဆရာဦးကျော်ရင်ကျော်စီမှာဈေးလာကူးတဲ့လူတွေလည်းကျွန်တော်ကူညီခဲ့တယ် အဲ့လိုမျက်စိကွဲမဲ့လူတွေကဘုမပရိုက်တာလို့တာပါမလုတ်ခင်ကလည်းမျက်စိကွဲမဲ့လူတွေကျွန်တော်လိုက်ပို့ပေးတယ်ဒါပေမဲ့ကျွန်တော်ငွေရတော့မပါဘူးကျွန်တော်လောအားနဲ့လိုက်ကူညီပေးတယ်လူတွေလူတွေရဲ့အဲ့လိုပေါ့နော်တမ်းမာရေးလေးတွေကိုကျွန်တော်ကူညီပေးကျွန်တော်ဆူတောင်းခဲ့တယ်ကျွန်တော်တမ်းမာရေးဖြစ်ခဲ့ရင်ဆရာကောင်းနဲ့တွေ့ပါစီဆေးကောင်းနဲ့တွေ့ပါစီဆိုပြီးတော့ကျွန်တော်မျက်စိတောင်းခဲ့ပါတယ်အဲ့အတွက်ကျွန်တော်ကကျွန်တော်ကိုကျွန်တော်ယုံတယ်ကျွန်တော်မတည်သေးဘူးဟုတ်တယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဒါပြောမယ်ဆိုတော့ဘယ်သူမှလည်းတိတ်မယုံရဘူးဒါကျွန်တော်တို့ဘုရားဆိုတော့ ဟိုဆရာဝန်တွေပြောတာပလေယောဂါလို့ခေါ်တာပေါ့ဒီတိတ်ဆန်လေးကူးတဆက်ယောဂါပလေယောဂါလို့ခေါ်တာဒါပေမဲ့အခုခေတ်မှာလဲရှားပါပါတယ်ဒါကျွန်တော်ကန်ဆယ်လို့ဖြစ်သွားတာပေါ့